်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းနယ်တလင်းမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ရဲစခန်းနှစ်ခုနဲ့ရိတ်ခါကိုရောင်ကိုနိုဝင်ဘာလ28ရက်နေ့တရက်ထဲမှာဝင်ရောက်စီးနှင်းတိုက်ခိုက်မိရှို့ရှင်းလင်းခဲ့တယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။နယ်တလင်းမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်လက်အောက်ခံဓာမငယ်ရဲစခန်း တောင်ညိုရဲစခန်းနဲ့စစ်တပ်ရဲ့သစ်ဆိုင်ခြံရိတ်ခါကိုရောင်တွေကိုဝင်ရောက်ပစ်ခတ်စီးနှင်းမိရှို့ဖျက်ဆီးခဲ့လို့ဆိုပါရယ်အင်အား30လောက်ရှိတဲ့တောင်ညိုရဲစခန်းကိုဝင်ရောက်စီးနှင်းချိန်မှာတော့စစ်ကောင်စီတပ်တွေကလက်နက်ခဲယမ်းတွေကိုတဲ့ပြီးတော့ထွက်ပြေးသွားကြတဲ့အတွက်စခန်းတွေကိုမိရှို့ဖျက်ဆီးခဲ့ပြီးစစ်ကောင်စီတပ်တွေထွက်ပြေးသွားတဲ့မင်းမူကျွန်းအောက်စုပြူရွာတဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့တာယာဝတီခရိုင်3801တိုင်ရင်တိုင်ရင်မူကိုမိုးကျော်က DVB ကိုပြောပါရယ် အဲ့ဒီအပြင်မတ်လာတဲ့မှာတိမ့်ပိုက်ရရှိခဲ့တဲ့ဓာမငယ်ရဲစခန်းကိုတော့လက်ရှိအချိန်မှာနေမေရှင်းလင်းရေးပြုလုပ်ပြီးစခန်းထဲကအဆောက်အုံတွေကိုမိရှုဖျက်ဆီးခဲ့တာစစ်ကောင်စီတပ်ဖက်ကစဘာနဲ့ပဲတွေတိုးလောင်ထားတဲ့သစ်စိမ့်ချံရိတ်ခါကူရောင်ကိုလည်းမိရှုဖျက်ဆီးခဲ့လို့ဆိုပါရယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်နိုဝင်ဘာလ29ရက်နေ့အထိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရပါရယ်ရှင် စစ်ကောင်စီကနိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာအကျဉ်းထောင်နဲ့အချုပ်ထောင်အသီးသီးကပုံမှန်905ကာဂျင်းနဲ့ပြည်တံကြခံနေရတဲ့သူတွေကိုလုံငိမ့်ချမ်းသာခွင့်ပေးခဲ့ပြီးတဲ့နောက်အရာရီတိုင်းမအူပင်မြို့မှာပြန်လွတ်လာတဲ့သူ9ယောက်သာရှိခဲ့တယ်လို့မအူပင်မြို့ခံတွေကပြောပါရယ်။မအူပင်မြို့မှာပုံမှန်905ကာဂျင်းနဲ့အေးအေးယူခံထားရတဲ့သူတွေအများကြီးရှိနေပြီးပုံမှန်905ကာဂျင်းနဲ့ပြည်တံချခံထားရတဲ့သူအမျိုးသား၄ယောက်နဲ့ ြစ်တဲ့မချမှတ်သေးပဲပုံမှန်905ကကြီအတက်ခံထားရကအချုပ်ခံထားရတဲ့အမျိုးသမီး၂ယောက်နဲ့အမျိုးသား၂ယောက်စုစုပေါင်း9ယောက်ကိုသာနိုဝင်ဘာလ28ရက်နေ့ညနေပိုင်းမှာပြန်လွတ်ပေးခဲ့လို့ဆိုပါရယ်မိုဘီမြို့မှာစစ်ကောင်စီတပ်ကပုံမှန်905ကကြီနဲ့ဖမ်းဆီးအကျဉ်းချထားတဲ့သူအယောက်60ကျော်ရှိပြီးဖန်စီခံရတဲ့သူတွေထဲမှာနိုင်ငံရေးနဲ့မပတ်သက်ပဲအုတ်ချုပ်ရေးမှုတွေရဲတွေနဲ့အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်905ကကြီးပုံမှန်နဲ့ အရေးယူခံထားရတဲ့သူတွေလည်းရှိတယ်လို့မိုးဘင်အကျဉ်းထောင်နဲ့နှိစက်တဲ့မိုးဦးဘင်မြို့ခံတယောက်ကပြောပါဗျာတနိုင်ငံလုံးကအကျဉ်းထောင်နဲ့အချုပ်ထောင်အကျဉ်းစခန်းအသီးသီးကနေပုံမှန်905ကကြီးနဲ့ပြစ်ဒဏ်ကြခံနေရတဲ့သူတွေကိုနိုဝင်ဘာလ26ရက်နေ့ညပိုင်းမှာလုံငိမ့်ချက်တာခွင့်ပြုကြောင်းကြေညာခဲ့ပြီး ပြည်တံကြခန့်နေရတဲ့သူ385ရောက်ကိုပြည်တံလုံငင်းခွင့်ပေးကတရားရင်ဆိုင်နေရစေ9580ရောက်ကိုလည်းအမှုပိတ်သိမ်းပေးခဲ့တယ်လို့စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထားပါတယ်ရှင်။ American ပြည်တော်စုရောက်ချင်းပညာတက်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy ကိုဒေါက်တာဆာဆာကဦးဆောင်ဖွဲ့စည်းလိုက်ပါတယ်။ဒီသတင်းကိုတူတက်ချန်သာပြပို့ထားတာပါရှင်။ မြို့သားညီညွတ်ရေးဆိုတာ NUG ကနေလွတ်ထွက်ပြီးနောက်အမေရိကန်ပြည်ထောင်စုရောက်ချင်းပညာသက်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPFD ကိုဒေါက်တာဆဆာကဦးဆောင်ဖွဲ့စည်းလိုက်တာပါ IPFD ဟာအမေရိကန်ဆိုရာဒီမှာမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဘန်နာရေးအတွက်တရားဝင်ဘဏ်အကောင့်ကိုလည်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုမှာဒီ institution ကိုထူထောင်တယ်လို့ Britain ဩစတြေးလျတို့အပါအဝင်မြန်မာအတိုင်းဝိုင်းအများပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရပါတယ် Institute of Peace and Federal Democracy မှာ institution လမ်းစဉ်၃ရက်ချထားပြီးအုပ်ချုပ်ရေး lobby နဲ့စီရင်ရေးဗန္ဓာရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ်။ institution တည်ထောင်ပြီးနောက်မြန်သာတဲ့ပထမဆုံးခြေလှမ်းအနေနဲ့စစ်ကောင်စီအထူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုအမြင်သဘောထားကောက်ယူမဲ့ True Choice မြန်မာ application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်။ဒီဒေါ်လာကြီးကိုလုတ်တဲ့အခါမှာအလုံငွေရှိတဲ့အခါမှာစစ်သွားတိုက်တယ်။အလုံငွေမရှိရင်နောက်ပြဆုတ်တယ်ဆိုတော့ ပုံစံနဲ့ကတော့ဒီဒေါ်လာသွားလို့မရတော့ဘူး finance နဲ့ business entity လို့လာတယ်ဆိုတော့ institution တခုရှိတယ်နံပါတ်1 institution ကတော့ governance institution ဖြစ်တယ်နံပါတ်2ကတော့ lobby and advocacy institution ဖြစ်တယ်နံပါတ်3ကတော့ finance and business institution ဖြစ်တယ်ဆိုတာကိုအတူချုံနဲ့ကျွန်တော်မိတ်ဆက်ချင်ပါတယ်အခုကအဲ့လိုမသွားဘူးဆိုရင်ဒေါ်လာကဆက်သွားလို့မရတော့ဘူးနံပါတ်1 resource ရရှိရေးကိုသွားမှာဖြစ်တယ်နံပါတ်2 resource ရရှိပြီဆိုတာနဲ့ကိုကျွန်တော်ကတားပေါက်စုကိုဖွဲ့ဖွဲ့လို့အားလာပါတယ်။ကျွန်တော်နဘာတုတ်ကစစ်အနေတိုက်ရိုက်ကိုတွားဖွဲ့လို့တယ်။နဘာလိုက်ကဒါပြည်ကြီးကျွန်တော်ဖွဲ့စစ်ဖို့အသည့်ရေးဆွဲရေးနဲ့ရွေးကောက်ဖွဲ့ဖြစ်မြောက်ရေးပေါ့။နဘာ၅အနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United State of Myanmar USM ပေါ့။ USM USM ဆိုတာကိုကျွန်တော်ဟာကျဲကျဲလောင်လောင်နဲ့နိုင်ငံတကာမှာအော်ဖွဲ့လို့လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှ Institute of Peace and Federal Democracy ကိုထူထောင်လာဟာစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုစနစ်တကျတုံ့ပြန်နိုင်မှုဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီကအမေရိကန်ပြည်ထောင်စုကလော်ဘီကုမ္ပဏီတွေကိုဒေါ်လာတန်းချီပေးပြီးငှားရမ်းထားတာပါဒီလော်ဘီလုပ်ငန်းတွေမှာအလုံးလောက်ကနေတဲ့ပညာသက်လူငယ်တွေရဲ့ခြေလှမ်းတွေကိုရှင်ပြိုင်နိုင်မှုတော်လိုင်းအရာစုတွေဘက်ကလည်းလူငယ်ပညာသက်တွေရဲ့အားကိုလိုအပ်နေတာဖြစ်ပါတယ် Myanmar is now um better and Myanmar is now um We're going to have a free and fair election, which is um, obviously we know as it's ludicrous. It's something that's um, kind of blasé. It's ludicrous, but that that statement from Christine Noem, the Department of Homeland Security, is not from them. It's coming from uh, a lobbying firm which was um, paid by the military. So the, the lobbying firm made that statement. So the, the lobbying firm basically pushed this to, to the TPS to, to take away TPS from us. So this all came from a lobbying firm, which is why the, the second entity, the MCPFD, the Myanmar Cooperation Treaty, um, and then the MCP, the Myanmar Council of, for Peace and Federal Democracy, that is extraordinarily important because we need to counter um, the strategies that the military have. Um, I think our people really need the support, the Burma people really need the support, as well as to realize uh, the true solution for the federal democracy for our people. So, thank you very much ဒေါက်တာဆာဆာဖွဲ့စည်းလိုက်တဲ့ institution မှာဥဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာသက်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တာကိုလည်းတွေ့ရပါတယ်။ဒေါက်တာဆာဆာပြည်တော်စုဝန်ကြီးဖြစ်တောင်းယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာနဟာ NUG အစိုးရကရှော့ချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တာ။လက်ရှိအချိန်နဲ့ထပ်ပိုလွတ်လပ်တဲ့အချိန်တွေနဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာတွေကြောင့်ယာလူကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆာဆာကရှင်းလင်းပြောဆိုထားပါတယ်။ကျွန်တော်ဒုတာ ချမ်းသာပါမွန်ပြည်နယ်မော်လမြိုင်မြို့ဇေဒဝန်ကျောင်းတိုက်သာသနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇော်တိအပါဝင်၃ယောက်ကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ကျောင်းတိုက်နဲ့နှိဇက်သူတွေစီကနေသိရပါဗျနိုဝင်ဘာလ29ရက်နေ့ညနေ4:00နာရီလောက်မှာဆရာတော်အရှင်ဆန္ဒဇော်တိနဲ့ကပီယာနှစ်ယောက်ကိုစစ်ကောင်စီပူးပေါင်းအဖွဲ့ကဈေးကြိုရက်ွက်မှာရှိတဲ့အကြောင်းဝင်းနဲ့အထီးကိုဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့တပည့်တကာတယောက်ကပြောကြားပါဗျာ စစ်ကောင်စီကတော့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစီဖို့ရည်ရွယ်ပြီးလူမှုကွန်ရက်စာမျက်နှာပေါ်မှာလှုံ့ဆော်ဝါဒဖြန့်ခဲ့တာကြောင့်ဖမ်းဆီးတယ်လို့ဝါဒဖြန့်သတင်းထုတ်ပြန်ထားပေမဲ့ဆီယာတော်ရဲ့လူမှုကွန်ရက်မှာတော့တောင်ဝိုင်းတောင်တန်းပေါ်မှာစစ်ကောင်စီအဖွဲ့ကတောင်ဖြိုချနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ကြောင်းထောက်ပြပြောဆိုတာပဲရှိခဲ့တယ်လို့သိရပါဗျာ။ စစ်ကောင်စီခန့်ပြည်내အစိုးရအဖွဲ့အနေနဲ့မော်လမြိုင်မြို့ကတောင်ဝိုင်းတောင်ကိုဆက်ရန်းနရအများပြားနဲ့နေစဉ်ဖြိုဖျက်နေပြီးရရှိလာတဲ့မြေတွေကိုစစ်အုပ်စုအကောင့်ထဲပေါ်နေတဲ့မြို့သစ်စီမံကိန်းအတွက်အသုံးချနေကြောင်းနဲ့တောင်ဝိုင်းတောင်ဟာမော်လမြိုင်မြို့တဘာဝကာကွယ်မှုအုတ်မြစ်တစ်ခုဖြစ်တဲ့အတွက်ဒူးဖော်ဖျက်ဆီးနေတာတွေကိုရနာပေးကြဖို့ဒေသခံတွေကလိုလားနေတာပဲဖြစ်ပါတယ်။အရှင်ဆန္ဒဇော်တိယာသာသနာ့နယ်ဖောင်ဒေးရှင်းကိုဦးဆောင်သူဖြစ်ပြီး လူငယ်တွေရဲ့ပညာရေးနဲ့လူမှုရေးအပါအဝင်ပရာဟိတအလုပ်တွေကိုကူညီဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးဖြစ်တယ်လို့မျိုးခန့်နေစီကနေသိရပါတယ်ရှင်။ American စစ်လေရင်တွေဟာပိုတိုရီကိုမှာရှိတဲ့ Roosevelt ရေတပ်အခြေစိုက်နေရာဟောင်းမှာနိုဝင်ဘာလ29ရက်နေ့ကလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ Rider ရဲ့ဗီဒီယိုတွေမှာဖော်ပြချက်အရလေရင်ပေါ်ကနေပစ္စည်းတွေချနေတာမျိုးတွေတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။ American က Venezuela သမ္မတ Maduro အစိုးရကိုဖိအားပေးမှုတွေပို့ပြီးတော့လုပ်လာတယ်လို့လည်းသိရပါတယ်။ အဲ့ဒီနေရာမှာအမေရိကန်ကမ်းခြေဆောင်ဟယ်လီကော်ပတာတစ်စင်းလှည့်ပတ်ပြန်တန်းနေတယ်လို့ MV22 လေယာဉ်30နဲ့ CH53E ဟယ်လီကော်ပတာတစ်စင်းတို့ကိုလည်းတွေ့ရကြောင်းရိုက်တာဖော်ပြထားပါဗျ။ American သမ္မတဒေါ်နယ်ထရန့်ကဗင်နီဇွဲလားနိုင်ငံရဲ့လေပိုင်နက်ကိုပိတ်ပစ်မယ်လို့နိုဝင်ဘာလ29ရက်နေ့ကအွန်လိုင်းမှာဖော်ပြခဲ့ပေမဲ့အသေးစိတ်ကိုတော့ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ဗင်နီဇွဲလားနိုင်ငံကတော့ထရန့်ရဲ့ပြောဆိုချက်ဟာနေချဲဝါဒီရဲ့ချင်းချမှုဖြစ်ကြောင်းတုံ့ပြန်ထားပါဗျ ထရန့်ရဲ့ကြေညာချက်နဲ့ပတ်သက်လို့ရိုက်တာရဲ့မေးမြန်းမှုကိုပင်တဂွန်ကတော့မှတ်ချက်ပေးတာမျိုးမရှိသေးသလိုအင်ဖြူရောကလည်းရှင်းလင်းချက်တွေထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ပေါ်တိုရီကိုမှာရှိတဲ့ရေတပ်အခြေစိုက်နေရာဟာပိတ်ထားတာနှစ်ပေါင်း20ကျော်ရှိပြီဖြစ်ပြီးစက်တင်ဘာလ18ရက်နေ့ကစတင်ကရှင်းလင်းမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ရိုက်တာဖော်ပြထားပါတယ်။ American စစ်တပ်ဟာ2004ခုနှစ်ကအဲ့ဒီနေရာကနေစုခွာခဲ့တာဖြစ်ပါတယ်။ Roosevelt ကအမေရိကန်ရေတပ်အခြေစိုက်စခန်းတွေကကမ္ဘာအကြီးဆုံးစခန်းတစ်ခုပဲဖြစ်ပါတယ်။ ဲ့ဒီစခန်းဟာမဟာဗျူဟာမြောက်တဲ့နေရာမှာရှိပြီးပစ္စည်းတွေစူးစီးဖို့နေရာအကျဉ်းရှိတယ်လို့အမေရိကန်အရာရှိတဦးကပြောပူပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝမ်းနေပါ။